ဒီကနေ့ဇွန်လ7ရက်နေ့မှာရရှိထားတဲ့ငလျင်နောက်ဆက်တွဲသတင်းတွေကို ပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ဒီဘူဘီသတင်းထောက်မှမြန်သစင်ကိုထားရိုက်ဆက်သွယ်မင်းမြတ်တော်ပါမယ်။မင်္ဂလာပါမမြန်သစင်ရေငလျင်နောက်ဆက်တွဲသတင်းတွေရှင်းလင်းပြောပြပေးပါအောင်ရှင့်။ဟုတ်ကဲ့ပါရှင်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဒီ အင်အားရစ်တာစကေ9.9အဆင့်ရှိတဲ့ငလင်ကြီးကဒီကနေ့ဇွန်လ17ရက်နေ့ဆိုရင်တော့အဲ2လကျော်ကြာခဲ့ပြီဖြစ်ပါတယ်ရပ်ပေါင်းတိကျဆိုရင်တော့86ရက်ကြာခဲ့ပြီဖြစ်ပါတယ်အဲဒီကနေ့အထိကိုပေါ့နော်ဒီနောက်ဆက်တွဲငလင်တစ်ခုကထပ်မံနှုတ်ခတ်နေစေဖြစ်ပါတယ်ဒီကနေ့နဲ့နဲ့ အဲ7:47မိနစ်ဝင်းကျင်လောက်မှာပေါ့နော်3.5အဆင့်ရှိတဲ့ငလင်တကူထပ်မံလှုပ်ခတ်ခဲ့ပါတယ်ဒီငလင်ကိုတော့ပေါ့နော်ဒီကြောက်စင်မျိုးကဒီသားခံတွေကတိတိတသာခန်းစားလိုက်ကြရတယ်လို့ပြောကြပါတယ်အဲ3.5ဆိုပေမဲ့လည်းပေါ့နော်ဒီနှစ်ချက်ဆောင်ပြီးလှုပ်လိုက်တာကိုခန်းစားလိုက်ရပြီးတော့အနှဲငယ်ကျန်းတယ်လို့လည်းပြောကြပါတယ် ဒီလိုမျိုးပေါ့နော်နောက်ဆက်တွဲငလင်တွေလှုပ်ခတ်တိုင်းလဲမက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ပေါ့နော်အဲလက်ရှိအချိန်ထိကိုစိုးရိမ်ကြောက်လန့်မှုတွေခံစားနေကြရသေးပဲလို့လည်းပြောကြပါတယ် DVB data တင်းကကောက်ယူစုဆောင်ထားတဲ့အချက်လက်တွေအရဆိုရင်တော့မေလ26ရက်နေ့အထိအဲသခိုင်းငလင်ကြီးကြောင့်ထိခိုက်သေဆုံးခဲ့ရသူ4462ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူကတော့11366ယောက်ရှိပါတယ်အဲဒါပေမဲ့လည်းမန္တလေးမှာငလင်ကြောင့်ထိခိုက် ပျက်စီးခဲ့ရတဲ့ Sky Villa လို့ပေါ့နော်အဆောက်အုံပျက်စီးပုံတွေအောက်ကနေအဲရပိုင်းချပြီးတော့တည်ဆုံးသူအလောင်းတွေကိုထပ်မံတွေးရှိနေတာတွေရှိတဲ့အတွက်တည်ဆုံးသူအရေးအတွက်ကတော့မြေပြင်နဲ့ကွဲလွဲမှုရှိနိုင်ပါတယ်အဲနောက်ထပ်ထူးခြားတဲ့သတင်းလေးတစ်ခုကိုလည်းဝေမျှပေးချင်ပါတယ်။အဲ့ဒါကတော့ဒီငလင်ဘေးသိမ့်ပြည်သူတွေစီလိုအပ်တဲ့လူသားချင်းစာနာအကူအညီတွေကိုထိရောက်တဲ့လမ်းကြောင်းတွေကတစင်ရောက်ရှိနိုင်မှုပေါ့နော်။နိုင်ငံတကာအစိုးရနဲ့ဖွဲ့စည်းတွေကိုလူထုကတိုက်တွန်းနှိုးဆော်တဲ့ stop urbanization of aid stop woa ဆိုတဲ့ဓာတ်ပုံကမ်ပိန်းတစ်ခုရှိပါတယ်အဲအဲ့ဒီကမ်ပိန်းကိုတော့ black money သွေးစွန်းငွေကနေဥဆောင်လုပ်ကိုင်တာဖြစ်ပါတယ်ဒီကမ်ပိန်းသိစိတ်ကိုတော့ black money သွေးစွန်းငွေရဲ့ facebook စာမျက်နှာမှာတွားရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်အမမျက်တည်စုံကျေးဇူးတင်ပါတယ်ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်